အကိတနဲ့ပတ်သက်ပြောမယ်ဆိုလို့ရှင်တော့ဒီလိုပါပဲပိုအရန်မေးကြလို့လीဆိုတော့ကဲဆိုတော့ကြည်ကြလေးဆိုပြီးတော့တင်လိုက်တာပါဒါဘာမှမဟုတ်ပါဘူးဒါပေမဲ့ပရိသတ်တချို့ကကြိုက်ဒီကြိုက်တာလည်းရှိရမကြိုက်တာလည်းရှိရလीအဲ့တော့ပရိသတ်ကကိုချစ်လို့ဝေဖန်ကြတာဆိုတော့အဲ့တော့ပရိသတ်မကြိုက်ဘူးဆိုရင်မလုပ်ပါဘူးအဲ့တော့အဲ့ post ကို나이ပိုင်းတွင်ညမပြန်ဖြတ်ခဲ့ပါတယ်ဟုတ် တဲပုံမှန်လင်းလင်းပဲနေတတ်တာပါတကယ်ကိုဘာမှကိုဖုံးခွဲထားလည်းမရှိဘူးကိုလောက်ဆက်ရှိရလို့ဆိုလို့တဲ့အတိပေးစရာရှိလည်းတိပေးတယ်နောက်မှအလိုခိုးချောင်ကိုကလောက်တာမျိုးညမပြတော့မှမလုပ်ပါဘူးအဲအခုလိုမျိုးရည်စားရှိရဆိုတော့ညမအမြဲတမ်း official တွဲပါတယ်ဟုတ်ကဲ့ အသက်ကတော့ညီမနဲ့လူတိုင်းကွာပါတယ်ဘာဖြစ်လို့အခုဥပမာပြောမယ်ဆိုလို့ရှိရင်ညီမတို့လောကထဲမှာဆိုရင်အခုလက်ရှိမင်းသမီးကြီးတွေပဲဖြစ်ဖြစ်မင်းသားတွေပဲဖြစ်ဖြစ်အခု director တွေပဲဖြစ်ဖြစ်ဆက်အဖွဲ့ပဲဖြစ်ဖြစ် supporting တွေပဲဖြစ်ဖြစ်အားလုံးကညီမနဲ့အသက်ကွာကြပါတယ်အဲ့တော့ညီမကအားလုံးထဲမှာအငယ်ဆုံးမှာပဲဒီလောကထဲမှာဆိုလို့ရှိရင်ပေါ့နော်ခေါင်းဆောင်မင်းသမီးရဲ့မှာညီမအငယ်ဆုံးမှာပဲအဲ့လိုလေအပြင်မှာပဲညီမကလည်းအငယ်ဆုံးမှာပဲအဲ့တော့ညီမနဲ့သူနဲ့အသက်ကွာတယ်ဆိုတာဒါပြောစရာကတိတ်ပြီးတော့လိုလောက်မယ်မထင်ဘူးဆိုညီမလူတိုင်းနဲ့အသက်ကွာနေရလေဟုတ် อืมဘယ်လိုချမ်းချောင်ရွေးချယ်ခဲ့ရဆိုညီမပေါ်တော်တော်ဆိတ်ရှည်တီးခံနေအရန်ကိုလည်းဂီယူဆိုင်ပါတယ်တောက်လည်းသူချစ်ပါတယ်အချိန်လည်းအရန်ပေးပါတယ်ညီမအနွန်တော်ကိုအင်မတန်အင်မတန်ကိုခံနေလူကြပါပြီးတော့ညီမအရန်ဆိုးပါတယ်ဆိုးရဲပုံမှာလည်းသူတိတ်ကြီးခံပြီးတော့ဟိုကောင်းကောင်းမွန်မွန်နဲ့လူကြီးတယောက်ဖြစ်နေလမ်းပြပေးတဲ့တင်ပေးတဲ့ အော်အကိုတယောက်လိုမျိုးလဲသူအမြင်ဆုံးမရပေါ့နော်ညညမအပေါ်မှာဒါသူခူးဆိုင်တာလေးပေါ့အဲ့ဒါကြီးကြောင့်လဲညမသူ့အပေါ်မှာကြွေမိတယ်ပေါ့နော်ပြောမယ်ဆိုတော့အဲ့တော့ညမသူ့ကြွေွားအဲ့ဒါကြီးကြောင့်ပါအရန်ဟိုတိတိလေးတွေအားစားလိုက်ပြီးတော့အဲ့လိုခူးဆိုင်တတ်တာတို့သူကိုယ်တိုင်မဟုတ်ရင်တော့မပဲအဲ့လိုအဝေးကနေပဲဖြစ်အနီးကနေပဲဖြစ်သူအမြင်နဲ့အဲ့လိုခူးဆိုင်တတ်တဲ့သူ့အချင်းတွေကြောင့်ညမသူ့ကြွေပြီးတော့ကြိုက်သွားတာလို့ဖြစ်သွားတယ် အဓိကကဟိုပုံကားလဲဆိုတာအဲ့လိုမဟုတ်ပါဘူး။ဟိုဓာတ်ပုံရိုက်တဲ့တဲမှာညမညမလှတဲ့ပုံညမဥသားပေးရများတယ်။အဲ့တော့ဆိုတော့ညမလှတဲ့ပုံမှာ तू ကဝုံဝင်ရှုပ်နေတဲ့ခါကျညမအဲ့အရာကိုကာပလိုက်တာညမကိုညမဟိုညမပုံလေးပဲပါစီခြင်းလို့ကာလိုက်တာ။အမှန်တော့ तू မမြင်စီခြင်းလို့ကာတော့မဟုတ်ညမလှတဲ့ပုံကိုကြိုက်တဲ့ပုံမှာ तू ကရှုပ်နေတော့အာ तू ကိုရှောက်ပြီးတော့လို့ကာပြီးတော့ကိုလှတဲ့ပုံလေးကိုပဲကွာတီးတန့်တင်တဲ့ချိန်မှာပိတ်တက်ကမမြင်စီခြင်းတာလားလို့အဲ့လိုမျိုးအထင်လဲသွားတာပေါ့နော်။ဆိုတော့အဲ့ဆိုတော့အဲ့လိုတော့မဟုတ်ဘူးဆိုတော့ကွာ ်ပုံနဲ့တက်တည်ပြလိုက်တာ။ဆိုဒါမျိုးပါပေါ့။ပြလိုက်တော့လေပရိသတ်ကမကြိုက်ဘူး။ဒါမျိုးတွေတော့ဟိုသူတို့ကစိတ်ပူတာပေါ့နော်။မင်းသမီးတယောက်အနေနဲ့လူမျိုးတော့မလုပ်နဲ့ပေါ့နော်။ဆိုတော့ပရိသတ်အားပေးတာကိုဝေဖန်တာကိုတကယ်ကိုကျေးဇူးတင်ပါတယ်။အဲ့ဒီတော့ပရိသတ်မကြိုက်ဘူးဆိုမတင်ပါဘူး။ချက်ချင်းပြန်ဖြစ်ဖြစ်ပါရင်ညမဟုတ်။